ော်ထားတဲ့ဗီဒီယိုကို social power ပေါ်တင်လိုက်တယ် content မဖန်တီးတက်တဲ့အတော့ social power ဆိုတာလူတယောက်ကိုနေ့ချင်းညချင်းချမ်းသာသွားနိုင်သလို selfie ဖြစ်သွားနိုင်သလိုကဲ bro เนี่ยဒီညီမတယောက်ပြောထားတဲ့ဟာကတော့တော်တော်ကြီးလေးသဘောကျလို့ပါ account patient ကတော့ mamou online success mummy ပါเนาะဒီ account patient လေးပြောထားတာပါဆိုတော့ အာဒီအမကတော့ဗာနဲ့ပြောထားလဲဆိုတော့ဒီလိုက်တန်မှာဖြစ်သွားတဲ့အာဒီကိုမုံနဲ့ပတ်သက်ပြီးတော့မှအာဆိုရှယ်မီဒီယာအာဆိုရှယ်ရဲ့ပါဝါကဘယ်လောက်ထိအာဒီကိုဘဝမှာတိုးတက်ရတိုးတက်ကြောင်းအတွက်ဘယ်လောက်ထိအထောက်အကူဘယ်လောက်ထိအာအချို့ရှိမလဲဘယ်လောက်ထိအာနေရာယူထားလဲဆိုတဲ့အားကိုကျွန်တော်တို့အာဒီအမအဝေဖန်ထောက်ပြထားတာပါเนาะအာဒါကတော့အစိတ်ပင်ကိုရင်လောက်ပြီးတော့မှကိုအတွက်အချို့အမြတ်အာရယူတဲ့နေလေးကိုသူကတော့ဒီအာအကောင်းမြင်တဲ့ဖက်ကနေပြီးတော့မှ အာဝေဖန်သုံးပိုက်ပြထားကြပါဒါကလည်းတကယ်လည်းအာအကျိုးရှိမင်းလို့ထင်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူဒီ view fight မှာဒီမိမကနေပြီးတော့ပါတယ်အာဘလို့ဒီအာဝေဖန်ပြထားတဲ့ဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်အောင်โอเคဆိုတော့ let's go ရှယ်ပါဝါကငွေတွင်းကြီးဆိုတာကိုမမိုးလိုင်တာယာဖြစ်စင်တဲ့ဒီမှာပြပြပေးမယ်ဘသူ့ဟိုမှာထိခိုက်လို့ချင်းမဟုတ်ဘူးမမိုးကနံပါတ်1 mindset social power content ဒီသုံးမျိုးကိုပြပြပေးချင်တာဖြစ်တယ်အဲ့တော့ပစ္စည်းအခုခံရတဲ့ Twitter သူစိုင်းပိုင်ရှင်ကသူ content အကြောင်းကိုနားမလဲတဲ့အတွက်သူက သူ့ရဲ့ပြောရမယ်ဆိုရင်ဒီဒေါသတွေကို mindset ပေါ့နော်သူ့ရဲ့တခင်ကိုမလုံနိုင်တဲ့အတွက်သူ့ရဲ့ဒေါသတွေကိုပုံဖော်ထားတဲ့ဗီဒီယိုကို social power ပေါ်တင်လိုက်တယ် ကွန်တက်မဖန်တီးတက်တဲ့အတွက်ဆိုရှယ်ပါဝါဆိုတာလူတယောက်ကိုနေချင်းညချင်းချမ်းသာသွားနိုင်တယ်လို့ဆယ်လီဖြစ်သွားနိုင်တယ်လို့လူတယောက်ကိုနေချင်းညချင်းတော်ကေသွားနိုင်တယ်အဲ့လိုမျိုးကြည့်အဲ့လိုမျိုးစိတ်တွေကြီးဖြစ်နိုင်တဲ့အချိန်ဆိုရှယ်ရဲ့ပါဝါကအားကြီးရဲ့ဒါကြောင့်ဆိုရှယ်အကြောင်းကိုသိဖို့လိုတယ်နံပါတ်၄ကိုက mindset mindset ကိုကောင်းကောင်းလုပ်နိုင်ဖို့လိုတယ်ဒါဆိုရင်တခိုးကိုဖမ်းမိရယ်ဆိုရင် မမိုးလို့ CCTV မှတ်တမ်းလဲရှိတယ်ဆိုရင်ဒီမှတ်တမ်းနေနဲ့ TikTok ပေါ်မှာချပြလို့ရ ပြီးတော့ဒီအမာကြီးကိုဘာကြောင့်ခိုးလဲဆိုတော့ mindset နဲ့အတူ ကောင်းကောင်းမွန်မွန်မေးလို့ရတယ်အဲ့မှာ तू ဘာကြောင့်ခိုးလဲဆိုတာကိုသိလို့ရှိရင် तू ကွန်တက်ကိုသာသိရင်တနာလို့ဖြစ်စီမတနာလို့ဖြစ်စီ9000သိန်းလောက်ကူညီပြီးတော့အဲ့ဒီအရာကိုအဲ့ဒီ video ကို online ပေါ်ချပြမယ်ဆိုရင်အသုံးချတဲ့တဲ့လူတွေကတော့သိရနော်အဲ့နေထားကဘလို့ရှိတယ်ဆိုတော့တကယ်လို့သူ့စီမံသားအဲ့လိုဖြစ်သွားမှဆိုရင် သူကတော့တကယ်လုံးမှာနော် ဖြစ်စင်နဲ့လုံးဝပြောင်းလဲသွားမယ်။ဒါကြောင့်လွန်ခဲ့တဲ့9နှစ်9နှစ်လောက်တည်းက social power ကိုတိတဲ့အတွက်ဒီလိုမျိုးလူတွေရဲ့ emotion တွေခံစားချက်တွေကိုအသုံးချပြီးတော့ fairly ဖြစ်နေတဲ့သူတွေ ပုံကြီးပဲအဲ့တော့ဒီခိုးတဲ့အမကြီးဆိုလေဒီ online ပေါ်ကပြတ်ွက်လေးတခုကြောင့်လူတွေတနာကြပြီမယ်နောက်ွယ်မှာ तू ခိုးယူထားတဲ့ပစ္စည်းတွေ तू ခိုးယူလိုက်တဲ့ဖုန်းတွေအဲ့လိုမျိုးအရာတွေကြောင့်ဒုက္ခရောက်သွားတဲ့သူတွေအများကြီးပဲဒါပေမဲ့လူတွေက mindset တွေအာပေါ့နော်မမိုးနိုင်ငံ mindset level တွေမမြင်ကြတဲ့အတွက် social power ပေါ်ကအာ3မိနစ်စာလောက်လေးကိုကြည့်ပြီးတော့လူတွေကိုကောင်းတယ်ဆိုးတယ် သတ်မှတ်ကြတယ်။ဒါကြောင့်မမို့လို့ social power ကိုအသုံးပြုပြီးတော့လုပ်ငန်းရှင်တွေကအဲကြည့်ွားသွားကြပေါ့။တချို့တွေဆိုရင်လည်းဒီအရာတွေကိုအသုံးချတဲ့အတွက်လုံးဝ0ကနေ hero ထိဖြစ်သွားတယ်ပေါ့နော်။အဲ့တော့မမို့ပြောပြသွားတဲ့အကြောင်းအရာဆိုရင် content ချက်ချင်းချိန်လိုက်လို့ရတယ်။ဒီမာကြီးကသူ့ရဲ့ဒေါသတွေကို social power ပေါ့ချပြလိုက်တဲ့အတွက် ူကပြောရမယ်ဆိုရင်ချက်ချင်းပဲနစ်နာသူက နေပြီးတော့အပြစ်ရှိသူဖြစ်သွားတယ်ပေါ့နော်အဲ့တော့အပြစ်ရှိသူတွေကနစ်နာသူလို့ပြန်ဖြစ်သွားကြတယ်အဲ့ဒါဆိုရှယ်ရဲ့ပါဝါပဲအဲ့တော့ကိုက social power ကိုအသုံးချပြီးတော့ငွေရှာတက်ချင်တယ်ဆိုရင်တော့မမို့လို့ content အကြောင်းနားလည်ဖို့လိုတယ်ဆိုရှယ်ပါဝါကိုရှော့မတွက်ဖို့လိုတယ်အဲ့တော့မမို့ဆိုရင်စက်တလပိုင်းမှာ ီ social power နဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုအပုတ်တရားမျှဝေပေးဖို့ရှိတာဖြစ်တဲ့အတွက်မမိုးရဲ့အကောက်လေးကို follow လုပ်ထားဖို့မမင်းနဲ့တော့ဒီညီမကတော့ပြဒီနေတိုင်းမှာဖြစ်တော့တဲ့အမှုနဲ့ပတ်သက်ပြီးတော့မှဆိုင်ရှင်အမကဒီ content အကြောင်း social power အကြောင်းကိုသိရင်ဒီအရှင်တွေတကူကိုပြောပြရင်လုံလိုက်လို့ရတယ်ဆိုတဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားတဲ့ဟာတော်တော်ကြီးလေးကောင်းပါတယ်ဒါကြောင့်ဒီ video file ကိုမျှဝေလေးရှင်းပြပါတယ်သူရဲ့ video သူရဲ့ account ကတော့ mammo online success mommy ဆိုတဲ့ account ပါသူကလည်း follow လုပ်ပေး င်ထားလိုက်ပါအောင်အဲ့တော့နောက်တစ်ခါကကျွန်တော်တို့တွေ့ကြည့်မယ်ဆိုရင်ဗျာဒီလိုအော်တခိုးတွေကိုပိတ်ဆံတဲ့သင်္ကားတော့ပေးပြီးတော့မှအဲ့လိုကရုဏာရှင်ကြီးပုံစံမျိုးစေတနာရှင်ကြီးပုံစံမျိုးဖန်ပြီးတော့မှ quantum panty လဲပေါ်တင်တိုင်းလဲ အောင်မြင်မယ်လို့တော့ထိတ်ချအောင်ကြိုးလို့မရပါဘူးเนาะဆိုတော့အဒီဟာရဲ့အစိုးကြီးကဒီတခိုးတွေပို့ပြီးတော့ဇောက်ထားလာနိုင်ဝင်လဲရှိပါတယ်ဆိုတဲ့အကြောင်းကိုလည်းအာစဉ်းစားဖို့လိုတယ်ဆိုတော့ view finding ကတော့ဘာဖြစ်ဖြစ်သူရဲ့ပြောကြားအချက်သူရဲ့ထောက်ပြချက်ကတော့တော်တော်ကြီးလဲကောင်းလို့เนาะကျွန်တော်ကပြန်ပြီးတော့မျှဝေလဲရှင်းပြပါတယ်ဆိုတော့ view finding ကိုဒီမှာဆုံးတာနေပါတယ်နောက်ထပ် view finding မှာကျွန်တော်တို့အာပြန်တွေ့ကြအောင် see you next video